တို့ညာကိုအပိနာဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆရာမကြီးခင်ခင်သူရဲ့ဝေလေတော်ရွှေပစုတန်းထုလို့ကြုံမယ်အပိုင်းခုနှစ်ကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။ခင်ခင်သူဝေလေတော်ရွှေပစုတန်းထုလို့ကြုံမယ်အပိုင်းခုနှစ်ဝေလေတော် ီဆောင်ကမှမဖုံးလုံလို့လဲတတော်တော်ပါရောက်လာခဲ့သည်။နေညူစည်းစာရောင်ကအနောက်ထတော်ကြီးကမှအကြီးတန်လှချင်းထိန်းတောက်နေလေသည်။တရဖီပန်းနေဝေးနေအောင်ပန်းထားသည့်ငကိုချောမဖုံးငုံ၏အလှကတော့စုဝေးရမရှိ။တောဤရင်သွေးဆိုတော့လဲမဖုံးငုံကိုယ်တိုင်ကပြင်းပြင်းစင်စင်နေတဲ့သူမှုမြို့ဆန်နေသလားမပြောရပါ။ဒူနာအခြေထမိန်စိမ့်ပါသေးလေးနဲ့ရင်စည်းလက်ရှိဆင်ဆွေနှုတ်ရောင်ကလေးကိုအဆက်အဟက်ကောင်းကောင်းဝတ်ဆင်ထားသည် မခုံးကုံကိုခင်နှောင်းမယ်မိမချင်းငေးကြည့်ရတဲ့အထိအော်ခင်နှောင်းလို့လဲရဒီနားရင်ချွတ်တာကိုခံကြတာပဲအဖော်ရတာပေါ့မခုံးကုံတို့လဲပေါ်မှာခြေတွဲလောင်းချထိုင်လိုက်လာတော့ဆရာလေးကိုသိန်းနံကိုလှမ်းမြင်လိုက်ရတော့ခင်နှောင်းစိတ်ပြတ်သွားမိသည်ပညာတတ်တယောက်ဖြစ်ပါလျက်ဒီလောက်ရဲတဲ့လိမ့်မည်မထင်တာလဲပါပါသည်ဆရာလေးကိုသိန်းနံကမခုံးကုံကိုမနဲ့တိုင်တက်မမတ်ဆက်ဆက်ကြီးပိုးပန့်နေပါရောလားမဖူးငုံကိုယ်တိုင်ကသဒ္ဒါလီသဒ္ဒါမသဒ္ဒါလီသဒ္ဒါ ခင်ဗျားမသိတော့လေဒါမျိုးများတော့လက်တင်မခံစေချင်းခူးငုံတို့များကိုရွာသူမို့ချောတာလာတာဂုံယူပါရဲ့ဒါပေမဲ့နေသားထိုင်သားများတော့မယုတ်မျက်စီနဲ့တနှမ်းစီမှာမဝင်ပါဘူးအကြီးကျော်ကပင် မကြားနိုးလှမ်းကဲ့ရဲ့လိုက်သေးသည် မဖူးငုံကလည်းမဖူးငုံပါပဲဘွေကွင်းနဲ့ရောက်ခရေကမျိုးလုံးစောပိုင်းထိုးကပူးမြီပန်းမြီသူတွေကိုရှာဖွေနေလေသလားထင်ရသည်မဖူးငုံကနနန်းဘတ်သွားဖို့ခင်းနှောင်းတို့ကိုလှည့်အပ်သည် ဆရာလေးကိုသိနေဟာကိုချစ်ခင်ကြီးရောလို့မိတာကိုခင်နောက်တိတိချင်းနဲ့မဖြေမိပါ အကြီးကျော်ကတော့စကားတက်သူပြီးပြီးလှမ်းထိပ်ပြအောင်ထိလိုက်သည်မောင်ချစ်ခင်ကယောက်ျားလေးပဲဆရာလေးရဲ့သူတို့အကျင်နေစီသွားမှာပေါ့ကျုပ်တို့မိန်းမတွေရည်ဒီနာတဒန်းလန်လန်နဲ့ခိုးနေပါမလားတော့အကြီးကျော်စကားကရဲစရာမပါပဲမကုန်းကုန်နေဆရာလေးကိုသိနေတို့ကအရှက်ကရေမောနေလိုက်ကြသည်ဒီလိုရေတာမောတာများအမောင်လေးတို့လိုကတော့နမီးချသည့်ဖက်ဖို့က မိတော့တွေလို့တခွားဘွားဖြစ်မှသိကြသည်ခင်သားမင်းလည်းရင်ထဲခံပြင်းတယ်လို့လို့ဖြစ်လေ၏ရွာမှညနေပိုင်းဤအကြဆောင်ပြီးထွက်လာကြသောလှဲတွေကတိတ်မများလှပါ၄၅၆စီးထက်မပူသူတို့ကမနက်ဖြန်ညနေမှရွာကိုပြန်ညလိမ့်မည်ခင်သားတို့ကတော့မနက်စောစောထား၏လမ်းရွာချင်းရွာကိုဝဲရောက်မည်ဒီတော့မဖူးငုံတို့နဲ့ဒီတညသာဒီနေရာမှာစုံစရာရှိတော့တိတ်တော်လဲဆက်ဆက်စရာမရှိညနဲ့ပွဲခင်လဲကြအောင်မှမို့လား မဖူးမုံတို့ပွဲခင်းဘက်သွားကြပြီအမောင်လေးနဲ့များတွေ့နေကြမှာလားကိုချစ်ခင်ကြီးရောဗျခင်နောင်းလူတွေလဲနောက်ပြီးမှမြေဆိုင်ငယ်သုံးလုံးဆိုင်ကထမင်းဟင်းချက်ပြုတ်နေတော့မထင်မှတ်ဖဲကိုကြီးညိုရောက်လာသည်လက်ထဲမှာလည်းဟင်းကြီးဟင်းရွက်တွေပြုတ်လိုက်လို့ခင်နောင်းကတော့နေလျာစထားကြသည့်အရှိန်နဲ့ဘာမှပြောလို့ဆိုရမှမသိညနာကလေးအောက်ချထားရတော့သည်ရော့ဒါဟာကျုပ်အခင်းရထွက်တာအကြီးတို့ချက်စားကြ အရေးကြောက်ဝမ်းသာအားရထားရင်ကိုကြီးညိုကိုခြာချမ်းပေါ်မှာပဲရင်းနှီးပွဲခင်းပေးကဧည့်ခံလိုက်သည်ကိုကြီးညိုကငနေ့ခြေောက်တွေကိုငုံကြည့်နေတော့အမောင်းလေးရောက်လာသည်လက်ထဲမှာလဲထွန်သွားတွေတန်တရင်တွေပွေလို့ကိုကြီးညိုတွေ့တော့ဝမ်းသာသားပုံရသည်ဟာကိုကြီးညိုကျုပ်ကခမရမင်းနေတာကိုကြီးခင်ကိုရွာတဲ့အလဲလိုက်ခဲ့ဖို့လားခေါ်တာဗျကျုပ်နွားတွေပြကြံလို့နွားတွေခမရနွားတွေဘာဖြစ်လို့ရောယောကိုချစ်ခင်ကလဲဝေးနေပြန်ပါ ျုပ်ကနားမွေထားသေးတာရဲ့အဲ့ဒါဟာပြချင်လို့ကိုကြီးညိုကဖြာချမ်းပေါ်မှာတကြော့လာထိုင်ရင်အမောင်လေးနဲ့စကားပြောနေကြသည်ခင်နာကချက်ပြုတ်ပြီးမှထမင်းကျွေးဖို့ပြင်တော့လေကိုကြီးညိုကတွင်တွင်ချင်းသည်ရွာဘက်သွားကြအောင်ပါဆိုတော့နောက်ကြမှာစိုးရလဲပါသည်ဂိုင်းတိတ်မမောင်ရင်သွားကြစို့အမောင်လေးကခင်နာကိုပတ်စံလှဲတောင်းသဖြင့်ခင်နာကမလုပ်ဖို့တော့ဟူမေးလိုက်တော့ရှူးကနေဖြစ်သွားတော့ဤနင်းကစစ်လားစစ်လားလုံနေပြန်ငါများကလေးသားကြလို့ အိတ်ထောင်ဆောက်တာပါတော့မှာပေါ့ဟာကဲဒီမှာတပြားမှမရှိတော့ဘူးအမောင်လေးကပြောပြောဆိုဆိုအိတ်ထောင်ကြီးဟပြတော့ခင်နောက်ရေချင်သွားမိသည်ခင်နောက်ကငွေတစ်ထောင်နဲ့တပြက်ထုတ်ပြီးတော့လေဘာတကောမှမပြောပဲဆက်ခနဲဆွဲယူကလှည့်ထွက်သွားသည်လမ်းမှတွေ့လမ်းမခင်တာနဲ့တရွာသားနောက်စိတ်ချလက်ချလိုက်သွားတာကိုခင်တော်စိတ်တော်ပူမိသေးသည်။ကိုကြီးညူကတော့မြင်ရသလောက်မဆူထင်ပါရဲ့။အမောင်လေးတော့သူများရွာမှာမူလာယူလာတယ်လို့မနေနဲ့။အဖေနဲ့တိုင်ပါတိလာ ခင်းနှောင်းကအမောင်လေးကြောပြင်ကိုလှမ်းကြည့်ရင်အော်ပြအောင်တော့အော်လိုက်သေးသည်ကုကြီးညူကစိတ်ချပါဗျာဟုလှည့်ပြောဖို့ရတော့လေအမောင်လေးကတော့လှည့်လို့ပဲမကြည့်ပါနွားကြည့်ရအောင်ဆိုလိုတော့ထမင်းမေဟင်းမေပြီးတော့မဖူးငုံငူတော်ရောက်မရောက်မေးကြည့်သွားပါဗျာမဖူးငုံလာတာကိုမသိသေးလို့ပဲလားဒါမှမဟုတ်မဖူးငုံထက်သူမင်သောနွားတွေကိုပိုစိတ်ဝင်စားနေရည်လားဆိုတာကိုတော့ခင်းနှောင်းမပြောတတ်တရားလုံးပေါင်းသူမရှိတော့အမောင်လေးတရားကိုကြီးညိုနှင်းကြတော့မှအဖွဲကြီးကြနေတာကိုပဲ ခင်ဗျာအော်မီရတာဒီညနေနေဝေးရီရော ပွဲတော်ကွင်းဆက်လှဲမီဘူရီစီမှာချက်ပြုတ်နေကြသောမိဂိုးလုံးတွေကစီးစာရောင်နဲ့ရောထွေးကမှိုင်းတိုက်တယ်လို့ဖြစ်နေသည်လှဲပေးမြေပက်ကြအက်တွေပေါ်ဖိုးခွင်းလောက်ကချက်ကြပြုတ်ကြပြီးမိဘဘေးမှာပင်ထမင်းတွေပုံဟင်းတွေပုံစားကြရတာကပွဲတော်အရသာတရွာတရွာကဟင်းခွက်တွေတလဲကတလဲကူးကလူကနှိုက်စားကြရတာလေပျော်စရာကောင်းလာပါသည်ဟင်းခွက်ကူးတလေကချစ်ခင်မှုကိုရကြည်သည်မဟုတ်လားဟဲ့မီလောညီတို့အချင်းလေးတို့တော့မပါဘူးလားဟဲ့ နဘတ်ချင်တော့ပါတယ်လေအကြီးကျော်ရဲ့ရော့ရော့ခင်နားရီအဆက်ကလေးအရက်ကလေးပိုင်းတစ်ဖက်ပေးစမ်းဤညုံသီးကျော်ပါတယ်မမခင်သားရဲ့ဒီမှာအမဲနဲ့စားခြင်းလည်းရှိတယ်မြေပြင်ဦးကြီးနဲ့တလုံးတည်ထထားတော့ကြီးကြီးဆန်ဤဘူးရဟင်းညူဦးကြီးကတော့ရောက်ချူကြီးတန်လန်းနဲ့ခက်ချင်သူတွေကလာခက်ယူနိုင်ကြတယ်အကြီးကျော်ကလည်းကုကြီးညူပေးတော့ပဲလွန့်ရွက်တွေကိုစီချမ်းရေချမ်းကလေးကျော်ကလင်မန်းကြီးတစ်ချက်သေးထဲကသဘောဧကန်ထားလိုက်လို့ ကိုကြီးတာမောင်အိမ်သူမပူကြီးကငပိရေချိုတစ်စလုံးကိုမြုပ်သီးစိမိဖုတ်ထောင်းနိုင်ရင်နှင်ဖြော်ကဝေတန္တရာလှုပ်လေသည် မောင်ကြီးရူလဲနောင်မီမိမိဘဘောကပဲစာဥပြုပူပူလောင်လောင်ဒီလဲလက်မလဲနိုင်ခင်နောင်တသက်ဟော့ဒီကိုကြီးကျော်နှစ်ပွဲခင်လှဲဝိုင်းကြကမြေစာရဲတွေပေါ်တမြင်ခွေထိုင်းစားရသည်ညနေစာလောက်မိန်းတာမရှိဘူးကဲဟေးညကြရင်တီပီကိုဇက်ကကောင်းတယ်လိုက်ကြမှာလားဘသူတွေတဲ့တော့ရေးထားတာတော့အစုံမဲ့ ဒွေးရတဲ့တော့ရာသာနေဝင်တဲ့တော့လူမင်းတဲ့တော့ဟောပြီးတော့ဇက်လိုက်မတွေကလည်းအများကြီးအိန္ဒိယကျော်စင်လဲပါတဲ့တော့ထက်ထမဟုတ်လဲပါတဲ့တော့ပြီးတော့ဟိုကောင်မကဘသူသေးမိပုတ်မှဲ့ပါတဲ့ကောင်မလေးထုံးအိန္ဒိယဘူးအေးအဲ့ဒီကောင်မလဲပါတဲ့ကိုကြီးကျော်ပွဲတော်ကွင်းတွင်ဟိုရုံးကလိုနက်ကရာကြီးမော်ဟွန်ရေးတင်ကြီးလုပ်ပြီးပြန်စီရမလို့တော့ခစ်ပေါ်ကာရာအိုကေတချင်းဆူယုံကြီးတွေ တင်းမောင်းလောင်ရှိသည့်ဖန်သားပြန်ဗီဒီယိုကားတွေစုလို့ကြည့်လို့ရနေပြီ။ခင်တော်တို့တွေကဇက်လိုက်မင်းသားမင်းသမီးများကိုကောင်းကောင်းမသုံးဆွဲတဲ့ကြတဲ့ကိုရိုင်းနေမထင်သေးခြင်းပါ။ယောက်ျားမိန်းမခွဲကြပြီးသုံးဆွဲကြခြင်းသာဖြစ်ပါ၏။ခင်တော်တို့တမင်စားပြီးတော့အမောင်လေးပြန်ရောက်လာသည်ကိုကြီးညူရောပါမလားတော့။ဒီတခါအမောင်လေးကိုမှထရင်နဲ့ပါမလားတာကိုပဲခင်တော်မှထူးဆန်းနေရတော့၏။အမောင်လေးကအရရဲ့လို့ကြိုးကအောင်တောက်တာမျိုးမရှိတော့လေ။ယောက်ျားတဘာဝထရေလောက်တော့ပွဲတွေကလေးတောက်ချင်တာတော့ရှိသေး ကိုကြီးညိုဆိုတဲ့လူသူ့ကြီးတော်သားပါအမှမဟုတ်တာလူကနမွေးကောင်းဗျဖြစ်လိုက်တဲ့နွားကြီးတွေဆိုတာမှမများဆင်းပေါကြီးတွေကြလို့ဒီလူအကောင်ကြီးတွေတော့ဟဲ့ယောနွားပါဆိုမှဂျိုးနှစ်ဖက်နဲ့ဖို့ပါတဲ့အကောင်ပေါ့ဗျအမောင်လေးအပြောကိုခင်တော်တို့ကဝိုင်းရကြသည်အေးကြောင့်မေးလိုက်တဲ့ဘောကနွားမျိုးကောင်းတို့တွင်ရှိအပ်သောကျယ်လက္ခဏာတွေတည်းအားဘလူးအင်္ကာတွေပါသည်ဟုမေးခြင်းဖြစ်သည်ထိတ်လေကြလေမင်းပွေကြောကုံမွေးနုအမီးရင်ပွေ ခြေပြူလက်ဖြူမိဖားဖြူမျက်စိကြာနှာရောင်ကြခွာရှည်နားတို့စသဖြင့်ဒီလိုနွားတွေမှမွေးတင်သောနွားမျိုးကောင်းဖြစ်ခင်နောင်းတို့တောင်သူတွေမမတ်ဆက်ဆက်ရှိကြသည်အသားပွားတင်မနိုင်ပေါင်ဆောင်မြင်းကောင်းဖောက်ပြန်မျက်တွင်းကြအခြေခွင်ခေါင်းတို့မွေးရှည်မိရှည်မွေးကြမ်းလေရှည်မြေကက်ခါတားကြရီယူချိုတယ်လူနန်တူနန်ကျက်စသည်နွားမျိုးနွားညံ့တွေကိုတော့မမွေးအပ်မမွေးကောင်းသည့်အပြင်မွေးတော့လည်းအကျိုးမပေးသည်နွားဟုအယူရှိကြသည် အကြီးကျော်မှာကိုပိုင်နွားမရှိသည့်တိုင်ဒေါသူတောင်းသားပြီးပြီးနွားမျိုးကောင်းချင်းမောင်းကဖွင့်တဲ့ကိုအတန်ချားလက်ရုံဖြင့်ကိုကြီးညူနွားတွေကောင်းမကောင်းသိလို့ပြီးမေးခြင်းကိုအမောင်လေးကပူတော်လိုက်ခြင်းဖြစ်သည်ပြီးတော့ဒီလူကအတောက်စားတော့ကင်းတာဟာငါပါလာတဲ့ငွေကလေးနဲ့တကားခံမမယ်ဆိုတာထတော်ဘက်ခေါ်မရဘူးမြင်းလိုက်တာများပြလို့ဟိုတော့ကများတော့ပဆိုးတော်မကဘူးဆိုပဲอืมဒီလူကကြားရပုံများသနာစီရတော့ကောင်းတာ အမောင်လေးကဘယ်သူရင်မဟုတ်ပဲကိုကြီးညူအကြောင်းတွေတိလာကြလာသမျှခရီးရည်လို့ပြောနေသည်ကိုကြီးညူကမအေးမဟုတ်ဆိုးမကြီးနဲ့အတူနေတဲ့မိဘဘွားလက်ထက်ကမြေပိုင်ရပိုင်ထမ်းပိုင်တွေ သူ့လက်ထက်ကြကမအပေါင်းသင်းမကအတော့အစားကလေးဖက်လောင်းကစားကလေးဖက်လာတော့မိဘလုံးငုံစိဝပြက်ခဲ့ရသည်အဖရောအဖေရောဆုံးမသွားတော့မေဦးကြီးစိတ်မှချမ်းသာပါစေတော့အောင်မေစီဖြင့်အရက်သေးစားဖြတ်ပြီးတရင်ငှားဝင်လို့ထန်းငှားတက်နွားဖက်မွေးပြီးလှုပ်ကြွေးမွေးမြူနေသည် တကူရီတခါရသမားဟုဆိုသည်ခင်းနောင်ဓာရီမမေးရဲ့ပါအမောင်လေးကသူ့ဘာသာစိတ်လိုလဲရပြောနေလို့သာသိရခြင်းဖြစ်သည်ဒီလူအဖြစ်ကလည်းဟာစိဘပြက်ပြက်ပါအောင်တော့နေတွေတကြိုးစာမကြံလောက်အောင်မိုက်လဲမိုက်ခဲ့ပါအင်းလေ မိုက်လက်စာလေးတုံးလို့တော်သေးတာပေါ့ငါတော့သူ့နွားရီတော့အောင် ဆွဲလိုက်ချင်တော့တာပဲကြိုက်ချက်တော့အမောင်လေးကတော့သူ့နဲ့နွားဝါဒနာတူတာတစ်ချက်ထဲနဲ့မင်းကိုကြီးညိုကိုအဖွဲချသားပြီးတယ် ကိုချင်းညိုနွားကိုတော့ဈေးကလေးပေးဝယ်လိုက်စမ်းခြင်းရဲ့ဆိုပါရောလားကိုချင်းညိုကကိုရွာသားမဟုတ်လို့ရွာသားကိုအတန်ကြားနဲ့အကောင်းထင်တာလည်းဖြစ်နိုင်သည်ရွာလူတွေနဲ့တော့အမောင်လေးကပဲတစေစားပင်မတည့်ခြင်းဟမ်ဟိုနဏီကြောင့်ကခုံငုံလုံးနွားတယ်မို့လားစကားပြောရင်လှုပ်ခနဲမိလိုက်ပြီးမှအမောင်လေးကရှက်သွားပုံရသည်ခင်တော်တို့ရွာသူရွာသားဘဝကသူ့နွားကိုနွားဘယ်နှအတွေ့တွေ့မှတ်မိနေကြသည်အမောင်လေးရှက်မှာဆိုတော့ခင်တော်မကြားဟန်စောင်းနေလိုက်ပါသည် ခဏနေတော့မဖူးငုံလှဲဝိုင်းစီတကြော့ပြန်ရောက်လာသည်လက်ထဲမှာပြန်ပန်းနေပြေလာပုံထောက်တော့နှစ်ပန်းဆက်ခဲ့ပြီးပြီချင်းသူဘလို့တိုးရတာများပါလေဇာလေးကိုသိနေတော့ဘဲချံရိုက်ခဲ့သည်မသိအတူပြန်ပါလာတာမတွေ့ခင်နောင်းတို့လှဲနာရောက်လာကနှုတ်ဆက်သည်ကိုချစ်ခင်တို့များနှက်ပွဲသွားမယ်ဟာကျုပ်ကရောဆောင်ခေါ်ဖို့မရဘူးတကယ်တည်းနေနိုင်ချက်တော့ဤစားနေများချိန်ထားလာမပြောရပါခင်နောင်ညီကိုမျိုးနော် မဖူးကောဒီလောက်ကလေးနှောလိုက်ရင်ပင်အမောင်လေးမျက်နှာပေါ်မှာတွေ့ရှားရဲ့အပြုံးတွေလက်လာတော့သည်ကျုပ်အကူကရိုးပါတော့မရိုးတာတော့ပါလို့ခင်းနှောင်းပြန်ပတ်ချင်လာတော့လေအမောင်လေးမကြိုက်ပါဆို၍ငြင်းနေလိုက်ရသည်မဖူးကောင်ကရဲရဲတင်းတင်းပင်အမောင်လေးပြီးတမင်ဝင်ထိုင်သည်မဖူးကောင်ဒီမကလေးတွေကတော့လက်ရည်မိထွန်းကချက်ချပြုတ်ကြဖို့မိမှုကြသည်အခုမှချက်ချမှာလားဟဲ့အချိန်မရှိမှချက်ချမှာလားမိလာထွေးရဲ့ မီးဟိုးတစ်လုံးနဲ့မှအရေးရဟင်းပါတဲ့ပွဲခင်းရအကျော်လဲဝဲစားမှာဒီလိုဆိုတော့လေခင်နောင်းတို့တွေကမနေတာပါဟင်းပါတယ်ဆိုတာဟုတ်ချင်မှဟုတ်မြင်ကို့မှာရှိသောဟင်းကလေးတွေဒီပကံတရောင်းမှဆိုသလိုဟင်းွက်ကန်းလိုက်ကြရသည်သာအစီအမံညံပြင်းလိချင်းရဲ့လို့လဲမပူးငုံကိုစိတ်ထဲကကြိတ်၍အပြစ်တင်လိုက်မိအမားကမွေးတော့တူတူမတွေနဲ့သူကဥစည်းပြီးလာခဲ့သူမဟုတ်လားမိမမပေးတာသူကိုခင်နောင်းရောင်းမှမတော်ချင် မဖုန်းကတော့သူ့လှကလေးဖမ်းပြ၍ရေဟာမောကအပိုးမသေးတော့အင်တော်ရှင်မတယောက်ဖြစ်ဖို့သာများသည်တကယ်တော့အစင်းယူပါအချင်းမူလားမဟုတ်လားဒီပုံမျိုးဆိုခင်နောင်းတို့တော်သူတောင်သားများအကြိုက်မတွေ့နိုင်တော့ချွေးမလောင်ရောင်းမလောင်မှုငကူကလေးကသဘောမတူခြင်းတော့မိန်းကလေးမျိုးသားဖြစ်သည် င်နှောင်းတို့ကျွန်းတို့ကျွန်းသားတွေရဲ့ဖို့တော့ရုပ်မလို့ဂုံမလို့ယူတာပြီးကြိုးစားတော့လယုံရှင်ကသာအများအပြားမမောရကြသည်လှုပ်ရည်ကန်ရင်ရှိကူသာပထမဦးစားပေးစဉ်းစားအားကိုးရကြ၏ဆရာလေးကိုသိန်းနံလိုလူမျိုးနေမြတာဖက်လို့ကတော့မဖူးငုံထမင်းအိုးလောက်လေးကနဲ့ပြစ်ချရုံသာရှိလိမ့်မည်အမောင်လေးကတော့ကြားစီတက်ဖားစီတက်မြေလန်ကြီးလန်လှုပ်ကြွေးမိသူသာဖြစ်၏ပြီးတော့ခင်နှောင်းတို့ကမြေပိုင်ရပိုင်တွေမဖူးငုံတက်ကစီဝင်လို့ရုံသာဒါကြောင့်များအမောင်လေးကိုကတ်ချိတ်နေတာများလား ဆရာလေးကိုသိမ်းတန်ကရောဘလို့ရလဲခင်တော့သူ့ဘာသာတွေ့ရင်အပြေရှာနေမိကျင်တာဖြစ်၏ဟဲ့မီနာငါ့ကိုပိုက်ဆက်ပေးစမ်းအောင်ဆိုအမောင်လေးကလှမ်းငေါက်လိုက်တော့ခင်တော့လန့်ဖြန့်သွားသည်နှုတ်ကလည်းရောင်ပြီးသဘောတူနိုင်မောင် တော့လို့ထွက်ပြေးအောင်ထွက်သွားတော့၏တော်ပါသေးရဲ့အမောင်လေးကောင်းကောင်းမကြားလိုက်လို့ဘာပြောတယ်မီနာအော်ဟွာလေးဘာဝယ်အောင်မလို့လဲလို့ဟိုဟာဒီဟာပေါ့ဟာဘာရေပြောလို့ဖဲရပါမလဲ လေပြောက်ကလေးနဲ့အပြုံးတွေဝင်နေသည့်အမောင်လေးမျက်နှာကိုခင်ဗျားအကဲခက်လို့ရနေသည်မဖူးငုံကိုပွဲကလက်စာဝယ်ပေးဖို့ထဲဘာရှိအောင်မာတယ်လေဒီလိုတွေ့ပြီးတော့ခင်ဗျားမျက်နှာကလေးပုတ်ထားလိုက်ရသည်အမောင်လေးယူတာဘလောက်ရှိနေပြီလဲကျုပ်ထဲလဲမှုံမှုံကြံတော့တာကိုင်းမှာဟာငါစင်းရင်ငါရှင်းပါမယ်ပေးမှာလားပေးစမ်းဖဲလောက်တော့ဟိုအင်း2000လောက်အမောင်လေးဒီလိုသုံးပုံဆဲပုံမျိုးနဲ့ဆိုနောက်နေ့နှက်ပွဲတော်မလာရသလောက်ပဲယောဒီကောင်မလေး ခင်နောင်းကအောင်းအောင်းဆောင်းဆောင်းလုပ်ရင်ကငွေ2000မထုတ်ချင်ထုတ်ချင်ထုတ်ပေးလိုက်ရသည်မဖူးကောင်ကတော့လှဲနောက်မိမခြေစင်းထိုင်ရင်နှောင်းဝိုင်းကလေးကိုထုတ်ကြည့်လို့ဒီတခါတော့ခင်နောင်းရတိပြတ်ဆုံးဖြတ်ချချလိုက်ပြီအမောင်လေးကိုမဖူးကောင်နဲ့လုံးဝသဘောမတူရွာရောက်လျင်အမေကိုကိစ္စအလုံးစုံအိတ်တော်ဖာမောက်အကုန်ပြန်ပြောရအောင်မည်ပြီးတော့အမောင်လေးကိုတစ်ဖက်သက်ကြိုက်နေသောရွာတောင်ပိုင်းကဥကြီးမှတ်သမီးမဝိုင်းစိန်နဲ့ညမြန်ပေးချဖို့အဖေကိုပြောမည်အမောင်လေးဘလောက်ဆိုဆိုခင်နောင်းကတော့ကိုကိုဘက်ကနားလာသည် အမောင်တို့ဟာခင်နောင်းတို့လှဲပါမှုတွေပေါ်တဖြည်းဖြည်းအစင်းကြလာခဲ့ပြီဒီဇယ်မီးခွက်ကရောင်ကလေးတွေကလည်းလှဲဝိုင်းကြီးတလျားစာဟိုကဒီကလင်းလက်လို့လာသည်မောင်မဲမဲကန်ရီပြင်မှာစီမီးပေါင်ကလေးတွေမျောလာသည့်အတိုင်းကြည့်လို့လှနေသည်အကြီးကျော်ကတော့အမေရွှေကိုင်းမေရောနံပါတ်ထွက်သွားသည် အမေရွှေကိုင်းမေရောနံပါတ်စီကနတ်ဒိုးတန်တွေကြံ့ကြံ့ကြီးစုဝေးနေသည်လင်းကိုစိတ်ဆိုးထားဝမှုလို့တားကိုစိတ်ဆိုးတထောင်မှုလို့ကျုံကိုစိတ်ဆိုးဖနှောက်မှုလို့ လင်တက်မိမကျွမ်းတမတယ်ငါနဲ့ပေါင်းတော့မကြော်ကြလားကြော်ကြလားသမီးကောင်းနဲ့ရွှေရောင်မတို့ ညဦးရံကိုထိုးပေါက်ပြီးပြင်ပြန်တလာတော့နှစ်ချင်းနှစ်ချော့တန်တွေကခင်းနှောင်းနှလုံးသားတဲ့အထိငါးယူနေတယ်လို့ဆုနေသည်ဝိုင်းဆက်လူလူကောင်းငင်လာမင်းကြီးစီကအလင်းငွေကြီးတွေရိုးဖိတ်ကြလေသလားထင်ရသည်လောင်ဝဝဝထတော်ညွညွဟီထာနေတော့လှဲ့တဲ့ကြီးချာမှာနှစ်ချင်းတန်တွေကြောင့်ခင်းနှောင်းမှာရင်ဖို့တလူလူလွမ်းစိတ်တွေဝင်လာသည်အမေကိုလွမ်းနေမိတာများလားခါတိုင်းနှစ်တွေအမေပါခဲ့တော့ကတော့ခင်းနှောင်းလွတ်လွတ်လပ်စိတ်ပျော်လက်ပျော်နှစ်ပွဲခွင်းနဲ့လေဝင်းပတ်ခွင့်ရသည် ဒီလိုနှစ်ပွဲလဲတွေကြောင့်အမေရှင်ဝင်နဲ့ခွေအိတ်ရင်အမေရှင်းပြခဲ့သမျှနတ်သမိုင်းတွေကိုနားရဲကြားအောင်လာမိသည်။ဒါကလည်းနှစ်တိုင်းပြောနေကြဆိုတော့ခင်ဗျားအလွန်နှိပါရနေခဲ့ပြီ။ကောက်ကံဖြစ်ရှင်တိန့်ခွန်မင်းမှာတောင်တန်းမိဖုရားကြီးနဲ့မြောင်တန်းမိဖုရားဆိုပြီးရှိတယ်။တောင်တန်းမိဖုရားကောင်ကြီးဟာရွှေလောင်းမင်းသားကိုဖားမြင်တော်မူခဲ့တယ်လို့မြောင်တန်းမိဖုရားကြီးကလည်းစီသူနဲ့ကြော်စွာဆိုပြီးသားနှစ်ပါဖားမြင်ခဲ့တဲ့တိန့်ခွန်မင်းကရွှေလောင်းမင်းသားကိုအင်ရှိအရာပေးလို့တော်မူတော့ စီသူနဲ့ကြော်စွာကိုတောင်ညိုလင်မအရက်မလို့တမပို့ထလိုက်တာပေါ့တောင်ညိုလင်မအရက်ကနေပြီးတော့မှညီနောင်နှစ်ပါးပခန်းတွေကိုရောက်လာရတာရေအမေကသူကိုယ်တိုင်မျက်မြင်ကိုယ်တွေ့မနေ့တနေ့ရပဲဓာတ်ထီတွေ့လာခဲ့တယ်လို့ပြောခြင်းမျိုးဖြစ်ကိုကြီးကျော်နဲ့ပတ်သက်လာလျင်ဥမာချီကအကုန်သိသည်ဆိုတော့ပုံကလည်းဖန်ထားရသေးသည်ပခန်းမျိုးကြီးမှာညီကိုနှစ်ယောက်တန်းတန်းဆောက်ပြီးယာယီဆံမြန်းနေကြရှာတယ်နေဆိုင်ပေဆိုင်နဲ့တွေကိုကြော်ဝဲထိုးပြီးပူဇော်ပတာထားတော့ ပြုံးဆိုဆွန်နှကောင်ကထိုးထားတဲ့ကတော်ဘဲကိုအာကုံထိုးတို့သွားပါလေရောဤကတော်ဘဲကိုချီးပြီးတောင်းတုံးလုံးအလဲကရုံးွယ်တွေပတ်နေတဲ့ရှားပင်ကြီးပေါ်ပြစ်ချထားခဲ့ရောအဲ့ဒါအတိတ်ကောင်းနမိကောင်းယူပြီးအဲ့ဒီနေရာမှာ ကုဖြူဖျားကုနီဖျားနဲ့မြို့သုံးဌာနတည်တဲ့မြို့တည်ပြီးတော့ရေကျုံကလေးပတ်ချင်သေးတာနဲ့နောင်တော်စီသူမင်းအားညီတော်မင်းကျော်စွာကိုမြောင်းတူရမယ်အမိန့်ချတဲ့ဒါနဲ့မင်းကျော်စွာကဟိုးအထက် စနေငိုင်းအရက်ကတူမြောင်ကြီးတွေ့ပြီးရေကိုစကြိုယူလို့ရေစကြိုလို့မြည်မှတ်တော်မူတာရေစကြိုမျိုးကမင်းကြော်စွာအမိတော်မှတ်ခဲ့တာမို့ကိုနှဝင်ကြိုက်နေတာပေါ့ဟိုတုန်းကရှေးရွာမှရင်အကုန်ကိုနှဝင်ကြိုက်နမည်ပေးခဲ့ကြတာကြီးပဲအမေကရွာနာမည်တွေကိုရွတ်ပြရင် ကိုနှဝင်ကြိုက်ပြရတဲ့နှချော်ဆန်နေကြလာရောင်ကကြီးလွန်းလာသည်လဲရီအလုံးကိုအဆုနဲ့ကိုစကားဝိုင်းဖွဲ့ကရဲကြမောကြဩကြဟစ်ကြတာကလည်းဒီမှာလာပြီးအနားယူကြတာမျိုးဖြစ် အေးအဲ့ဒါလို့သူ့မြောင်ဖောင်နေတော့တန်းလမ်းမှာပေါ်ကြီးမင်းကျော်စွာအတောက်ဆာပြောပါနေတဲ့ခေါင်းဆိုင်နေတော့သူ့မြောင်ကရေးမလာဘူးသူ့မြောင်ကရေးမစင်ရခေါင်းလားဆိုပြီးအကူကစိတ်ဆက်ဆိုပြီးညီတော်တက်စီလို့အမိန်ချမှတ်လိုက်တဲ့ရက်ဆက်လိုက်ပုံများတော့ဒါပင်စီမင်းကျော်စွာကဖုံးရှင်ခန့်ရှင်ဆိုတော့တေပြီးနှစိမ့်ဘွားရောက်တဲ့နောက်ကိုလို့သူကိုလက်စားပြန်ချေတယ်နှစိမ့်ဘွားမှာကုနီနန်းဆံမြန်ရင်နေပယ်ကိုစောင့်ရှောက်တော်မူတာတဲ့ နှက်ဖြစ်ရတာချင်းတူတူအခုထက်စွန့်နေတာလားကြည့်တော့လူမင်းဖုန်ကြည့်တော့နှမင်းမခံတာဆိုသမဟုတ်လားမောင်ကြီးကျော်ကတော့လူဘဝနှစ်ဘဝနှစ်ဌာနသလုံးဖုန်တကူကြီးတာဟဲ့ဒီဖုန်ဒီကံတွေကြောင့်နှစ်စင်ပွဲတော်ကြီးဟီးထာနေအောင်ရှိတာအာကုယုံကြည်သူတွေများတာမယုတော့ယရနာတော့မပြီးရင်ဘယ်တင်ကမှအာမကိုဘူးမယုံကြည်ဘူးကိုကြီးကျော်ပဲအာကိုတဲ့ဟဲ့ယုံကြည်တဲ့ဟဲ့ဟုတ်တယ်ပတ်တီဘယ်တင်ကများလာကြမလို့တော့ဟမ်အလကပါဇက်ပြောရှိကြတာရဲ့ အမေကတော့ဒီနေဒီပဲအရွာလူရသားတွေလိုပါပဲကိုကြီးကျော်ကိုအားလုံးထက်ပိုယုံကြည်အားကိုးတဲ့ခင်နောင်းလူတွေကရောငါပြောပင်စာရင်မိလိုက်ဖပါဒီလိုပဲမဟုတ်လားကိုကြီးကျော်နဲ့ရာဇဝင်ကိုခင်းလေတိုင်းအမေမျက်လုံးတွေကအယောင်တွေဖြက်ဖြက်လူလူပို့တောက်လာသလိုအတန်တည်းရလဲမာရေးကျော်ရေးရှိတဲ့တာခင်နောင်းသတိထားမိသည်အမေရင်ထဲထီထူထူပေါက်ခင်နောင်းဝင်ကြည့်ရသလိုအမေခန်းစားချက်တွေကိုခင်နောင်းနားလည်မိရပါသည်ဒီယုံကြည်မှုတွေကအယူဆွဲနေကြပြီ ခင်တော်တို့ရွာကိုကြီးကျော်တော်ကောက်ခံရသူနဂရောအမေစင်ပြော့ပြသည်ဇလန်ကြတော့တမျိုးကိုကြီးကျော်သည်ပထောင်ပြည့်ရှင်မင်းစီသူဤမင်းစီသူရဲ့ကောင်မင်းကျော်စွာဟုပြောပြန်သည်ခွန်ချိုခွန်တာရှမ်းညီနောင်ကနတ်စိန်ဘွားမှစကားပါပင်ကိုခုတ်လဲကြသဖြင့်မင်းကျော်စွာတည်ဆုံးရပြီးနှက်ဖြစ်သွားရတာတယ်တခါတည်းရန်ကိုကြီးကျော်နန်းနှင်းပတ်သက်ပြီးအဖေတို့လက်ဖက်ရည်ကြံဝိုင်းမှာညင်ညာခုံရသည်များလေခင်တော်ကြားနေရတတ်သည်ရွာတော်များအစည်းစရာဤဖိုးရွှေလုံးကတော့ ကိုကြီးကျော်ဆိုတာအလောင်းစီသူမင်းအမတ်ကြီးအမွေသည့်တားတော်အထွေဆုံးဟုပြောသည်ဘဲ့နဲ့ကိုရွှေလုံးကလည်းမဟုတ်တာဗျာကိုကြီးကျော်ကအင်းဝဘရင်မင်းကောင်ရဲ့သားမင်းရဲ့ကျော်စွာကိုပြောတာဗျမင်းရဲ့ကျော်စွာပခန်းမြူသားမွန်နေနဲ့စစ်ဖြေရာကစစ်ပွဲရှုံမီသေးတော့ပခန်းလာပြီးနှက်ဖြစ်တာအဲ့ဒါဟာကြောင့်ပခန်းမင်းခေါ်ကြတာဆရာတော်ကြောင့်ဟာစားတဲ့ကပိယာကြီးဘာဖို့တင်ဟာဝင်းချင်းနေကပိယာကြီးအစိုးရွာကျောင်းဆရာဦးလာမောင်ဟာရာသမင်အကူအကားဖြင့်ထောက်ပြပြန်နေ ကိုကြီးကျော်ဆိုတာရွှေကြီးကုံဖရားတိုင်းအပြင်ဟာ38မင်းစီရင်ဝင်မင်းကျော်စွာလို့လည်းပြောကြရဲ့အတွင်း38မင်းအပြင်38မင်းစီရင်ကပကံခေခရဲကရှိတာဘူးဗျနော်ထာမင်းလက်ထက်ကလေနော်ထာမင်းနောက်နှစ်ပေါင်း300ကျော်နောက်ကြပြီးမှမင်းဖြစ်တဲ့မြဝဘီရင်မင်းကောင်ရဲ့သားမင်းရဲ့ကျော်စွာကဘယ်နယ်လို့လုတ်ပြီးတော့ကိုကြီးကျော်သွားဖြစ်ရမလဲတွေ့ကြည့်လीဗျာဒါဟာတော့ဆရာလေးကဘိုးကြီးတမဟုတ်ဗျချို့တူကအစင်ဆက်မှတ်ခဲ့ဆွဲခဲ့တဲ့ရာဇဝင်ပဲစံကြီးလွဲပေါင်များ ဘသူကိုကြီးကျော်နဲ့ကအမှန်ဖြစ်မှန်ဘယ်သူကမှတိတိကျကျမသိတော့လဲကိုကြီးကျော်သည်ကိုကြီးကျော်သားဖြစ်သည် ကျွန်းကြီးရှင်နဲ့ကြီးရှင်သားဖြစ်သည်ယုံကြည်လောက်စရာနှက်ကိုင်းနဲ့မှဇလန်းတွေရာလည်းရှိလေတော့နှစ်စဉ်ဝတ္တရားမပြတ်လာကြသူတွေလည်းများလာသည်ပွဲတော်ပွဲခါဆက်ဆက်လာရောက်ဥတိုက်ကြရမည်ဖြစ်ပါ၏ခုတော့လည်းအမေမပါတော့ဒေသန်နေမကြရတော့အမေခင်ဗျာပွဲခွင်းကိုစိတ်ရောက်နေတာထက်မောင်နှမနဲ့ရောက်ရန်ဖြစ်နေကြလေသလားစိတ်ပူနေလောက်ပင်လာသည်တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီ။ ိုင်းဆက်လူလူလာဝန်ဟောဝါကြီးသည်ချက်မြင်တွေကြားတနက်ခါပိန်ကြအဖွေသားကောင်းငင်မှာတိမ်တမြင်မှမရှိလဲရီစီမှာဒီဇယ်မီးခွက်ရောင်နဲ့လာရောင်ရောထွေးကဖြာကျနေသောအလင်းမြင်နှန်းတွေကိုလဲပိန်ညမှာနေပြီးခင်းအောင်ငီးမောကြည့်နေမိပါသည် နန်းနန်းဘက်စီမှာဘိန်းမောင်းတိုက်နေသောဒိုးတန်ကြားမှကြည်မြပီတာလွန်လာတော့အဆူရောနဂရော်ကြီးအတန်းကမိုးရံကိုဖောက်ထွက်လူခမန်းခင်းနောင်းတို့လှဲတဲ့ကြီးစီလွှမ်းတက်လာခဲ့သည ဒီနေ့ကလုံးပပွက်ဆူပေါင်းဖွင့်ထားကြသည့်အတန်ချဲ့ချက်ပေါင်းများစွာကတိတ်ဆိတ်သွားတော့နန်းဘက်ကအတန်တွေကသာထင်းထင်းကွင်ကွင်ကြားနေရသည်စာဥငယ်မှခါနွေဂိမ်းမန်ငယ်တင်ပင်ကြရည်နေမြုပ်မိမိမှာရာသီပြောင်းတဲ့တပေါင်းလာခါကျွေအံဖဲရိုက်ဂုံညင်းဝိုက်စက်တိုက်ပွဲနှင်းပျော်လဲပျော်ရာဒီချိန်ခါမှာရလွယ်စင်မှုတောင်းစုကျူးပြုရမှုမလွဲကိုကြီးကျော်ပျော်တဲ့ပွဲကိုနှွဲကြပါလေ ဆိုင်ရာအယူနှစ်စဉ်ကိုပါတဲ့မျိုးကြီးဆွေကို လာရောက်တစားအလင်းတွေယူစီကျနေတော့လှဲပိန်းတစ်ပိန်းညာကလက်ရောက်ခင်ဝက်ခက်ချင်းမှမှာခင်တော်တမိအိတ်ပြော်သားခဲ့ပြီသူ့နာထဲမှာအတံပလန်နေစုဝေးနေတယ်လို့လို့အိမ်မက်တွေဝဲမက်နေတယ်လို့လို့ဒီလိုပွဲတော်ခင်းနဲ့အိယာရာကလည်းအရသာတစ်မျိုးဖြစ်သည်အိမ်မက်ထဲမှာကိုကြီးညိုကသူ့နွားတွေလိုက်ကြည့်ဖို့သူမကိုခေါ်နေတယ်နှစ်တော့လို့ခုံးနေညာဖက်လိုက်လို့အိမ်မက်ထဲမှာခင်တော်မူဝီဝီနောက်တောက်တောက်ခန်းစားနေရတယ်ပြီးတော့ယောက်ျားတရားကြီးကိုနဲ့အတန်တွေက ဝေးတီထက်ဝေးသွားသလိုမိခင်နဲ့ဖြစ်သွားလေသည် င်ပေးကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။အပိုင်း၈ကိုလည်းဆက်လက်ဆောင်မြောင်းနာဆင်ပေးပါအောင်နော်။